ရှိနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ Attitude Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာသိမှတ်စရာများကိုရွှေတဂုံစီရီတော်စနေတောင်းရွှေတောင်ငွေတောင်တစောင်းနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲချုပ်အတွင်ရမှုဖြစ်သူတာကိစ္စဓမ္မဇောတိကတစာဆရာဦးစန်းလင်းဆယ်မြောင်းနဲ့ ဆင်းရဲတင်ပြလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေပြေကဏ္ဍကိုတဖန်ပြန်လဲရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။အရင်ကအတိမတ်ဖွဲ့ရတရဏီယကထာခေါင်းစဉ်နဲ့အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်များကို အပိုင်း296ုထိဖြေကြရိုက်ကိုထုတ်လင့်ပြသခဲ့ပြီးဖြစ်ပါတယ်။အခုခါမှာတော့ online ဓမ္မအမေပြေများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆိုင်ရာအမေပု္ပ္ပာများကိုဆရာက ဆက်လက်ဖြေကြားပေးသွားအောင်မှာပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကိုတခုပန်ကြားလိုတာကတော့ မေးခွန်းမမီတဲ့မေးစာပေးစာများနဲ့မေးရန်မတင်တဲ့ဖြေဆိုခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြေဆိုပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြေရှင်းပေးခြင်းမျိုးတို့ကိုမပြုတည်ကိုနားလည်သိခံခွင့်လွှတ်ပေးပါယံ။အိန္ဒိယက ဟုတ်ကဲ့ပါဆရာနောက်ထပ်သူမေးထားတဲ့ဒုတိယမေးခွန်းလေးကကြတော့ဒီနိုင်အာသူပဖို့ကိစ္စမှာပေါ့နော်ငိုကြရင်တရားမရှိဘူးလို့ဆိုကြပါတယ်တဲ့အဲ့တော့မငိုပြန်ရင်လည်းတရားမသိဘူးပေါ့နော်အတိတရားခေါင်းပါတယ်လို့ပြောကြပါတယ်ဆရာအဲ့တော့အမှားအမှန်အကောင်းဆိုးတဲ့ဖြေကြားပေးစီလိုပါတယ်ရှင်အဲအခြေခံမြင်လေးပြောမယ်ဗျာကျွန်တော်ကလူပြည်ကိုရောက်လာတာအင်ရှင်အနေနဲ့ရောက်လာတာမဟုတ်ဘူးလေနော်ဧည့်သည်ဖြစ်နေရောက်လာကြတာ ဲ့ဒါဆိုတာသူတစ်ပါးဒီမှာကြာရှည်နေလို့မရဘူးအချိန်တိုင်းအိမ်ပြန်ကြရတာပေါ့ဒီနေ့ပြောရင်ကံကုန်ရင်ပြန်ယုံမဲပေါ့ဗျာဒါကြောင့်ကျွန်တော်တို့ကလူပြည်ကိုကျွန်တော်တို့စားရောက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့မိဘမောင်ဘွားပေါ့ညီကိုမောင်နှမတွေကကျွန်တော်တို့ကိုစီးကြိုပွေဖွဲ့ပြီးတော့အပြုံးပန်းနဲ့ကြိုးဆိုကြရခဲ့တယ်လေအဲ့တော့ကျွန်တော်တို့ပြန်ချင်းရောက်တဲ့အခါပြန်တော့လည်းပဲအဲ့ဒီစီးကြိုပွေဖွဲ့ပြီးတော့နှုတ်ဆက်ထွက်ခါမယ့်အချိန်ရောက်တဲ့အခါကျတော့လည်းအပြုံးပန်းကိုစီနဲ့ပဲပြန်ပို့ကြရင်ပို့ပြီးကောင်းတာပေါ့ဟုတ်လားဒါသဘာဝကြရတယ်ဒီလိုညံနဲ့တွင်းရမှာပေါ့နော် အဲ့လိုညံနဲ့သွင်းလိုက်တဲ့အခါမှာตาရေးမလို့ကြွားဝခြင်းသိကြည့်မရှိတော့ဘူး။နာရေးမလို့ငိုကြွေးမှန်ကြွေးနေကြမရှိတော့ဘူး။ตาရေးဖြစ်စေနာရေးဖြစ်စေအလုပ်ကိုအလုပ်လို့သဘောထားပြီးတော့လှုပ်လာနိုင်မှာပေါ့။တဘာဝယုတ်တိနဲ့ကြည့်မယ်ဆိုရင်လည်းအခုကျွန်တော်တို့နိုင်ငံကိုခြားနိုင်ငံသမရတွေအစရှိတွေတန်တမန်တွေလာကြမယ်ဗျာ။လာကြရင်ကျွန်တော်တို့လေစိတ်မှာဥသိပုံမောင်းနဲ့မြန်မာမှုမြန်မာဟန်နဲ့ပန်းစီပေးတဲ့ကြိုးစားကြရမယ်။ကြိုးချင်သွားလဲကြိုးစား။တို့တို့ဒီမှာနေတယ်ကျွန်တော်တို့အင်ရှင်တို့ကဧည့်သည်ပဲတို့ကောင်းစွာပြည့်စုံတယ် လုတ်သေးတယ်သူတို့အလုပ်တွေကိစ္စတွေပြီးတော့ပြန်ရတယ်လေးစိတ်ပြန်တယ်အာကျွန်တော်တို့ကငိုယိုပြီးလိုက်ဖို့လို့ဖြစ်မလားအဲ့ဒါပြန်လာပဲလေလာတော့ကပြုံးဖန်ဟာလာရှင်သာနဲ့ကြိုးစိုးတယ်ပြန်ပို့တဲ့ခါကျတော့လည်းပြုံးပန်းနဲ့ပေါ့ဗျာသူတို့လာတော့က good morning good afternoon good evening နဲ့လုတ်ပြင်မယ်ပြန်လဲ good bye ပေါ့ဗျာဒါကသဘာဝယုတ်တိနဲ့ပြောတာပါဒီလိုငိုယိုပြီးကြတော့သူတို့ကလည်းကြိုက်မလားဥပမာပြောကြတာနော်အဲ့တော့အဲ့ညံရှင်ပြီးလုတ်ဖို့ပါဒီနေရာမှာစကားမကြံအောင်ပေါ့ကျွန်တော်ထည့်ပြောခြင်းတယ် ဒါဖြင့်나ရေးကိစ္စပို့တာကိုမိသားစုကရဲမောပြီးလုပ်ရမလားပြုံးချင်ပြီးသွားရမလားအဲအဲ့တော့ခုမေးစရာရှိတာပေါ့ကျွန်တော်ပြောပြပါမယ်ရသဗျာရင်ဟောတဲ့တရားထဲမှာသုတ်ဝိနည်းပြီးဒီမှာရှိတယ်ဗျာသုတ်တန်နီလံဝိနည်းရာစိကံအဘိဓမ္မာသဘောတရားအဲ့ဒီအဘိဓမ္မာကဗုဒ္ဓရဲ့ laboratory လို့ခေါ်တယ်ဗုဒ္ဓရဲ့ဓာတ်ခွဲခံပဲစိတ်တည်စိတ်တည်တိတိကျကျပြောတာလေအချက်အချက်ချက်တွေနဲ့ပြောတာလေမလောဘဆိုလောဘနဲ့ပတ်သက်တာပေါ့လူမှရှိတဲ့လောဘနတ်မှရှိတဲ့လောဘခွေးမှရှိတဲ့လောဘသဘောတရားတူတူပဲ ခန်းကြီးရဲ့ရစ်ပတ်တဲ့ချိန်မှာဟိုကမလိုက်တော့ဘူးဗီဒီယိုမှာရှင်သာရိပုတ္တရာမရှိဘူးရှင်မာမောဂလံမရှိဘူးယုံနံဓမ္မပဲရှိတယ်ခန္ဓာအာရဏပဲအဲ့လိုပေါ့နော် laboratory ပေါ့အဲ့ဒီနဲ့ပြောမယ်ဆိုရင်လောကမှာငိုခြင်းနဲ့ရဲခြင်းတစ်ခုရှိတယ်ငိုတာရဲ့ပြုံးရတာရဲ့အဲ့တော့ငိုတယ်ဆိုရင်ဘာကြောင့်ငိုငိုဒေါသကြောင့်ငိုလားဒါဗီဒီယိုမှာတိကျတယ်ပြတ်သားတယ်နော်အဲ့တော့ကုသစိတ်27ပါးရှိကြဆိုရင်ပရိကသုံးပုံနဲ့လိုက်ရှာ22ပါးဆိုချီကိုမရှိဘူး29ပါးလည်းမရှိဘူးလို့ရအဲ့ဒါမှားနေတာပဲ ဲ့လိုအတိအကျပေါ့အဲ့တော့ဒေါသကြောင့်ငိုတာပဲရှိတယ်ဘာကြောင့်ငိုငိုဒေါသကြောင့်ဒေါသဒီအကုသိုလ်တရားဖြစ်တဲ့အတွက်ငိုရင်အပြစ်ရှိတယ်ဒေါသကြောင့်ငိုတာအပေါ့လေးသာကွာသွားမှာပေါ့နော်နည်းနည်းလေးစာမကြောင်ထပ်ပြောအောင်မယ်မျက်ရည်ကြတိုင်းငိုတာမဟုတ်ဘူးနော်ဟိုပီတိကြောင့်ဖြစ်တဲ့မျက်ရည်ရယ်အဲ့တော့ငိုတာနဲ့မျက်ရည်ကြတာလည်းကွဲဖို့လိုတယ်ဟိုရှေ့သွားမှကြောင့်လို့ကျွန်တော်ကဟိုဘုရားမြတ်စွာဘုရားဒီမှာတည်နေတာ32ပိုင်းဒီမှာဟောဘူးတယ်အဲ့တည်းမှာအကုန်ပြောထားပြီးသားပါဒီမှာပြန်တို့ပေးတာပါနော်အဲ့တော့ဘာကြောင့်ငိုဒေါသကြောင့်ငိုတယ်အပြစ်ရှိတယ် နောက်ပြုံးရတယ်ပြုံးရတယ်ဆိုတဲ့အခါမှာကျတော့သူကတခုတည်းနဲ့မဟုတ်ဘူးရှစ်ပုထုဇဉ်60တခန်5တန်ရဟန္တာပုထုဇဉ်နေမှာလည်းပြုံးရရင်စိတ်ရှိပါနဲ့ပြုံးရတယ်တက္ခပုဂ္ဂိုလ်ဆိုတော့ကျင့်စေပေါ့သောတပန်တက္ကရာဆိုနောက်ရဟန္တာတို့ကျတော့ရှစ်တက္ခရှစ်ပုထုဇဉ်60တခန်6ပါးနဲ့ရဟန္တာကျတော့5တန်ရဟန္တာဟောမာဂရိယာဟိုပါပေါ့သောမနတနဲ့ဟသိတုပ္ပတဘာပေါ့ဗျာထားလိုက်တော့ဒါကူနဲ့မဆိုင်ပုထုဇဉ်တွေဟာကိုပြောမယ်ပုထုဇဉ်ရှစ်ပါးသောစိတ်တွေနဲ့ပြုံးရရတယ် အဲ့ဒီရှိပါသောစိတ်မှာလောဘမှုသောမနတ္တ၄ပါးနဲ့မာကုသသောမနတ္တ၄ပါးနဲ့အဲ့ဒီပေါင်းရှိပါသောစိတ်ရှိပါတဲ့ရတပါးပါးနဲ့ပြုံးရကြတယ်။သောမနတ္တမပိုင်ပြုံးရလို့မရဘူးလူပဲဟာနော်အဲ့တော့ပြန်ကြည့်ရင်ဒါဖြင့်သူတို့ဒီအနာရီအသုဘပို့လာရေမောပြုံးရမြည်သွားပို့ရမှာလားမဟုတ်ဘူးပြုံးခြင်းမှာလည်း၆မျိုးရှိတယ်။တိတဟသိတသူအစင်စင်ရှိဒါပြီးမှလုံကကျွန်တော်တို့အသေးစိတ်ပြောပြီးဆိုပါစို့တိတဆိုတာမျက်နှာလေးရှင်လန်းရုံလေးဒါကိုပြုံးနေရတယ်လို့ပြောတာလေမျက်နှာလေးကြည်ပြီးတော့လန်းနေတာ အတိတ်ဆိုတာနှုတ်ခမ်းလေးလှစ်ဟယုံလေးအဒီကသွားလေးပေါ်ယုံလေးနှုတ်ခမ်းလေးလှစ်ဟအဲ့လောက်လေးရှင်ရှင်ပြပြလေးနေတာကိုပြောတယ်။နောက်တတိယဆက်ဆိုအတန်ညင်းညင်းလေးထွက်တာပေါ့။နောက်ကိုလေးလှုပ်တာပေါ့။နောက်ခုံပေါက်ပြီးတော့အဲ့လိုမျိုးတွေပေါ့။ပေါက်ပန်းလေးဟိုဒီရှင်တော်ရေမောတဲ့ဟာမျိုးတွေအဆင်သင့်ရှိတယ်။ဒီနေရာမှာတော့ကျွန်တော်ကတင့်နဲ့နှင့်နဲ့ပဲကျွန်တော်ရှင်ရှင်လန်းလန်းနဲ့ပြုံးပြုံးရှင်ရှင်လေးဒါတဲ့လူကိုပြုံးရပြီးမျိုးဆက်ပြရမယ်။သွားပေါ်ရင်ပေါ်မှာပေါ့ဗျာ။တိတဟဲတိတလောက်လေးဒီလောက်လေးနေတာအပြစ်မရှိဘူး။အဲ့လိုမျိုးပြုံးရခြင်းမျိုးဖြစ်တယ်လို့နော်ဒါလေးစကားမကြံစာမကြံအောင်မထည့်ပြီးတော့ ရှင်းပြပေးလိုက်ပါရနော်ဟုတ်ဟုတ်ကဲ့ပါဆရာဓမ္မမိတ်ဆွေတွေအနေနဲ့လည်းကျန်းတဲ့နဲ့တက်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာအခုလိုမျိုး online ဓမ္မအမေဒီကများကဏ္ဍမှာပါဝင်ပြီးတော့ဖြေချပေးခဲ့တဲ့အတွက်ဆရာကိုလည်းတပည့်တို့ရဲ့ Adobe channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်